ဟုတ်မင်္ဂလာပါခင်ဗျာကျွန်တော်ကပြားလူစစ်လက်နဲ့ထုတ်လို့ရရရေဘော်စနေဖြစ်ပါတယ်ဒီတစ်ပတ်ကတော့ဒီတိုက်အီလီဝဲနဲ့ပတ်သက်တဲ့ဗီဒီယိုလေးကအကြောင်းအရာလေးတွေကကျွန်တော်နည်းနည်းအသေးစိတ်ကလေးတွေပါပြောထားတဲ့အတွက်ကြောင့်ဗီဒီယိုလေးနည်းနည်းတော့ရှင်းမယ်ပေါ့နော်အဲ့တော့အဲ့ဒါလေးကိုလည်းသိခံပြီးတော့အစအနေဆုံးတဲ့အထိပြီးအောင်ကြည့်ပြီးဖို့ဒီကနေ့ရယ်ခွင့်တောင်းပါတယ်ဗျာအခုကျွန်တော်တို့ တိုင်းသားလက်နက်ကင်ဒေသတွေမှာပါ လိုင်စင်ယူပြီးတော့ညပြထုတ်ရတဲ့ဒီတိုက် AB1 ပေါ့ဒီတိုက် AB1 လေးရဲ့ဖြစ်လာပုံတမိုင်းလေးပေါ့အဲ့တမိုင်းလေးကဘာလဲဆိုတာလေးတစ်ချက်အားလေးကိုကျွန်တော်တင်ပြပေးပါမယ်တရုတ်က1966ဝင်းကျင်လောက်ကဟိုးဆိုဗီယက်ကကျွန်တော်တို့ AK47 ပေါ့ AK47 ရဲ့လိုင်စင်ဗားရှင်းလို့ခေါ်တာပေါ့တိုက်56ကတိုက်66ကပေါ့အဲ့ဒီကောင်တွေကိုသူကလိုင်စင်ယူပြီးတော့ သုံးတယ်ပေါ့အဲ့တနက်တွေကိုတရုတ်ကတက်တော်တွေမှာလိုင်စင်ယူပြီးတော့သုံးတယ်သုံးတဲ့အခါကျတော့1969မှာအဲ့တရုတ်နဲ့ဆိုဗီယက်ကဘော်ဒါလိုင်းစစ်ဖြစ်ကြတယ်စစ်ဖြစ်တော့တရုတ်ကဆိုဗီယက်ရှီကနေပြီးတော့လိုင်စင်ယူပြီးထုတ်ထားတဲ့တနက်တွေနဲ့ဆိုဗီယက်ကိုပြန်ပစ်တယ်အဲ့လိုပြန်ပစ်တဲ့အခါကျတော့ဆိုဗီယက်ကနောက်ဝင်းရတော့နာအောင်အာဖြစ်တော့ဘူးပေါ့တရုတ်ကသူ့ရဲ့လက်နက်ဗားရှင်းတွေပေါ့နောက်ထပ်လိုင်စင်တွေလုံးဝမရောင်းတော့မရောင်းတော့တဲ့အချိန်မှာတရုတ်ကဒုက္ခရောက် ရောက်တော့တရုတ်ကအဲ့ချိန်မှာဆိုဗီယက်ရှီကလည်းလိုင်စင်ဘာရှင်လက်နက်မရဘူး။သူနဲ့အမေရိကန်တွေကလည်းမတည့်ဘူး။မတည့်တဲ့အခါကျတော့တရုတ်ဘက်ကအရေးပေါ်သူတို့အတွက်လက်နက်လိုလာတယ်။သူတို့ရဲ့အဲ့တော့ကိုပိုင်ဒီဇိုင်းနဲ့ထုတ်မှဖြစ်တော့မယ်ဆိုပြီးတော့စပြီးတော့ဒီ type 81မတိုင်ခင်မှာအရင်ဆုံး project လေးတစ်ခုရှိသေးတယ်။အားလေးက type 1ကို10လို့လားမသိကျွန်တော်သိတော့မမှတ်မိဘူး။အဲ့တစ်ခုရှိသေးတယ်။ဒါပေမဲ့မအောင်မြင်လိုက်ဘူး။အဲ့ကောင်ကဘာပုံစံလုပ်ထားလဲဆိုတော့သူက AK နဲ့ SKS ပေါ့။ ဆိုပြီးရကဲ AK ရဲ့ AK ပုံစံနဲ့ SKS ကိုအဲပုံစံလေးတွေပြောင်းပြီးတော့ရောပြီးတော့တမမွေပြီးတော့လှုပ်ထားတယ်ဒါမှမဟုတ်အဲ့ဒီကောင်ကဟိုဆိုပြီးထုတ်တဲ့ AK လောက်လည်းမကောင်းနောက်ထပ်ဘာရှင်းမြင်လိုက်တဲ့ AKM နဲ့ဆိုရင်အပုံကြီးကွာသွားတယ်အဲ့တော့အဲ့ပထမဟိုနေ့ကတော့လုံးဝအဲ့ project ကလုံးဝရက်သွားတယ်ပေါ့ရက်သွားပြီးတဲ့နောက်မှာအရိယာနောက်ထပ်ဒီ type 81ရဲ့82ရဲ့ကိုတယောက်ကလက်နက်ငယ်ပညာရှင်တယောက်ကတင်ပြလာတယ်ပေါ့အဲ့တင်ပြလာတယ် ပြင်ပြလာတဲ့အချိန်မှာသူတို့ကဘီနန်နန်တရုတ်ကလည်းစစ်ပြန်ဖြစ်နေပြန်ရောအဲ့တော့ဘီနန်နန်တရုတ်စစ်ဖြစ်တဲ့ခါကျသူတို့အတွက်ကလည်းလည်းလိုအပ်ချက်ကတအားကိုများလာတယ်။များလာပြီးအမှလုံးဝငကိုရှင်းဆွဲရှိတဲ့ Type 56တွေ Type ဟိုနည်းနေရာလဲအဲ့ဒါတွေကလည်းသူတို့ကဟိုအမြောင်းများမထုံနိုင်သေးဘူး။အဲ့တော့တရုတ်တပ်တော်တွေကြားထဲမှာနောက်တစ်ခါအတွဲလိုက်ပစ်တဲ့သက်နက်တွေမှာအဲ့အချိန်မှာဘီနန်နန်ဘက်ကအမေရိကန်လက်နက်တွေနဲ့အတွဲလိုက်ပေါ့မောင်းပြန်အောင်မှာအတွဲလိုက်အတွဲလိုက်မောင်းပြန်စနစ်ကိုတော်တော်တွင်ကျပြစ်နေနိုင်တယ် ဆိုတော့ជីပြအားအရင်กว่าတယ်ဒီဥပကကြတော့အမှတိုက်56ကို57စသည်ဖြင့်အဲ့ကောင်တွေကကြတော့အတွဲလိုက်မောင်းမြင်မရသေးဘူးတစ်ချက်ချင်းမောင်းမြင်မရတယ်ဆိုတော့အမှလူအားဘလောက်ပဲသာသာဒီဥကထိနာလာတယ်အဲ့ခါနဲ့မဖြစ်မနေနောက်ဆုံးမှာတိုက်81 82အဲ့နှစ်ခုတည်းကဗာရှင်နှစ်ခုတည်းကသူချပြပေးတဲ့ဗာရှင်တွေကနေပြီးတော့ဒီ81ဆိုတဲ့ဒီကောင်လေးပေါ့နော်ဒီလက်နက်လေးကိုပဲသူတို့ကပြန်ပြီးတော့ယူသုံးလိုက်ရတယ်ပေါ့ ဲ့မှာ ਨੇ ဒီ type 81ဒီ1981မှာအတည်ပြုတယ်ဒါပေမဲ့တကယ်တမ်းမှာစပြီးတော့ပုံစံထုတ်နိုင်တာက83 84လောက်မှာထုတ်နိုင်တယ်ဒါပေမဲ့ mass product အများအများကိုကြတော့နောက်ထပ်ဝင်လောက်မှာထုတ်နိုင်တယ်နောက်3-4နှစ်အကြာမှသာအများအများထုတ်နိုင်တာပါနောက်ပြီးတော့ဒီ type 81ကအခုကျွန်တော်တို့ဒီတိုင်းသားလက်နက်ကင်တိုင်းသားလက်နက်ကင်အဖွဲ့အစည်းတွေမှာလည်း license version နဲ့ရှိပါတယ် ဥမာဝတို့ KNA တို့မှာလည်းဒီ81ပုံစံကိုပဲ license ယူပြီးတော့ကျွန်တော်ထုတ်ထားရရှိပါတယ်။ဒါသည်ဒါဒါကျွန်တော်ဒီ type 81လေးဘယ်လိုဖြစ်လာသလဲဆိုတော့သူ့ရဲ့တမိုင်းအချင်းလေးပေါ့နော်။အခုနောက်ပိုင်းမှာတော့ကျွန်တော်ဒီကောင်ရဲ့ဒီကောင်ဘာတွေနဲ့ဘယ်လိုလုပ်ထားလဲသူ့ရဲ့လှုပ်ဆောင်ချက်လေးတွေကိုကျွန်တော်ဆက်ပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်ဗျာ။အဲ့တော့အခုဒီကောင်အဲဒီကောင်ကနောက်ထပ်နာမည်ခေါ်တာတမျိုးရှိသေးတယ်ပါရီကန်လို့ခေါ်တယ် ဒီကောင်ကအခုဟိုသူ့ရတာတရုတ်အတန်တော့ဘာဟုတ်လားမဟုတ်လားကျွန်တော်သိမ့်မသိဘူးကျွန်တော်တရုတ်အတန်တော့လေးသိပ်ပြောဘာမှမဖြစ်ဘူးဟုတ်တော့ဟုတ်ပါပါမဟုတ်ရင်လည်းအောက်ကနေ comment လေးတွေနေနေပါကျွန်တော်အတန်တော့အမှန်တားလေးပြန်ပြင်ပေးပါအောင်နော်အဲ့တော့ဒီကောင်ရဲ့ဟိုဟာပုံစံလေးပေါ့ဒီကောင်ပုံစံလေးကိုကျွန်တော်တစ်ချက်လောက်နည်းနည်းရှင်းပြပြီဒီကောင်က तू อ่ะ तू လဲ AK နဲ့ SKSK ဟိုပုံစံကိုယူထားတယ်လို့ပြောလို့ရတယ်။ဘာကြောင့်လဲဆိုတော့အဲဒင်ကလုံးဝဒါ AK ရဲ့အဲ sorry SKSK ပုံစံအတိုင်းတစ်ပုံစံနဲ့ယူထား ဒါပေမဲ့ तू ကလုံးဝကွဲသွားတာကကြာတော့ဒီမောင်းနှုံအုပ်စုထားတဲ့ဒီအပ်ပါတွေလူဝါတွေနောက်တစ်ခါမဂ္ဂဇင်းပုံစံဒီနောက်တစ်ခါဒီပြောင်းခါတွေပေါ့အဲ့ဒါညာကြာတော့လုံးဝ AK နဲ့လည်းမတူဘူး SKS နဲ့လည်းမတူဘဲနဲ့သူ့ရဲ့ကိုပိုင်ဟန်ဖြစ်အောင်လုပ်ထားတယ်အဲ့တော့ပထမဆုံးဘယ်ကနေစပြောမယ်ဆိုတော့ဒီပြောင်းလေးကနေကျွန်တော်စပြောလို့ရတယ်ပြောင်းမှာဆိုလို့ရှိရင် तू ကပြောင်းနှစ်ထပ်ဆွတ်ထားတာဗျအောက်ကနေတကယ်ပြောင်းကူမှာပြောင်းစစ်ကူမှာအပေါ်ကနေပြီးတော့နောက်ထပ်အရစ်ပါတဲ့ပြောင်းပေါ့ဒီမှာအရစ်အထက်ကလေးတွေပါတဲ့ပြောင်းဆိုတာ ်ဓာတုရဲ့ကိုပိုင်ဆိုင်လို့ပြောလို့ရတယ် AK မှာလည်းဒါမပါဘူး SKS မှာလည်းမပါဘူးမပါတော့ဒီကောင်ကဘာဘယ်နေရာမှာသွားအသုံးဝင်တယ်လဲဆိုတော့ကျွန်တော်တို့ဘုံပစ် rifle ပေါ့ဘုံတက်ပစ်မယ်ဆိုလို့ရှိရင်ဒီ take လေးတွေကဒီကောင်လေးတွေကဒီဘုံပေါ်မှာရန်ွေရဲ့ပြက်အားကိုဗလာဂျီနဲ့ထည့်ပစ်တဲ့အခါမှာရန်ွေကိုအများကြီးပိတ်ထားတယ်လို့ဖြစ်တော့ဒီကောင်ရဲ့ပြက်အားကိုပို့ပြီးကောင်းစေတယ်ပေါ့ဆိုတော့ဒါလေးကဒါသူ့ရဲ့ဟိုဟိုကိုပိုင်ဆိုင်ကိုပိုင်ဟန်လေးလောက်တာနောက်တစ်ချက်ကိုပိုင်ဆိုင်ကမလုပ်ထားလဲဆိုတော့ဒီရှစ်ချိန် site ကလေးပေါ့ဒါလည်းသူ့ကိုပိုင်ဆိုင်ပဲ ရှစ်ချိန်ဆိုင်ကိုဆိုနောက်ကိုဆုတ်ထားတယ်နောက်ကိုဆုတ်ထားနောက်ကိုဆုတ်ပြီးတော့သူကဒီဟိုဒီ gas block ပေါ့နော်ရန်ငွေအုံနဲ့တွဲပြီးတော့နောက်ကိုနည်းနည်းလေးဆုတ်ထားတယ်အဲ့တော့ရှစ်မှာဘုံပြစ်လောင်ချာတက်တဲ့အခါကျရင်ပို့ပြီးလွတ်လွတ်လပ်လပ်ရှိတယ်ဒါအတူရဲ့ time ပဲနောက်အဲ့ချိန်ဆိုင်နဲ့ပတ်သက်ပြီးမှပဲသူ့ရဲ့ကိုပိုင်ဆိုင်တစ်ခုကပါလဲဆိုတော့နောက်ချိန်ဆိုင်ပေါ့နောက်ချိန်ဆိုင်ကမီတာ100နဲ့900အတွင်းကိုသူကဟိုဟာချိန်လို့ရအောင်ခေါင်းလေးလှုပ်လှုပ်ပြီးထားတယ်လှည့်ချိန်လို့ရအောင်လှုပ်ပြီးထား ဒါကလည်းဒီ type 81ရဲ့သူတို့ရဲ့ကိုပိုင်ဆိုင်လို့ပြောလို့ရတယ်သူမိញမ်းထားတယ်လို့ပြောတယ် SKS နဲ့ AK47 တို့မှာလုံးဝမပါတဲ့ဟာတွေပေါ့နော်နောက်တစ်ချက်ကသူရဲ့ orange ကအဲဒီ mount ဆွဲတံပေါ့ mount ဆွဲတံကတော့ဒီကောင်ကဒါ SKS ကပုံစံကိုယူထားတယ် mount ဆွဲတံအလုံးပေါ့နော် AK ကတော့ mount ဆွဲတံအပြားဒီကောင်ကအလုံးနောက်တစ်ချက်က AK နဲ့လုံးဝသူတမင်တကာမတူအောင်လုပ်လိုက်တဲ့ဟာတစ်ခုကပါလဲဆိုတော့ကျွန်တော်တို့ စိတ်ခလုတ်ပေါ့စိတ်ခလုတ်ကဟိုတထောင်ချင်းပစ်တာရဲ့အတွဲလိုက်ပစ်တာရဲ့အဲ့ခလုတ်ကိုပေါ့အဲ့ဒါကိုကျွန်တော်ဒီဘက်မှာထားထားတယ်တနက်ကဘယ်ဘက်မှာထားလဲဟို AK ဆိုရင်ကျွန်တော်ညာဘက်ကနေပဲဒီလိုအသားလေးလက်ညှိုးလေးနဲ့ဒီကောင်ဆလတာလေးကိုရွေးလို့ရတယ်ဒီကောင်ကတော့ဒီဘက်ဘေးမှာအီးတန်ထားတော့တွေ့ရတယ်ဒါကတော့ဟိုကျွန်တော်တို့16အုပ်စုပေါ့ AR အုပ်စုရဲ့ style နဲ့သွားပြီးနည်းနည်းတူတယ်ပေါ့နော်နောက်တစ်ချက်ကသူ့ရဲ့ခြေပေါက်ပေါ့ခြေပေါက်ကလည်းသူ့ရဲ့ကိုယ်ပိုင်ခြေပေါက် style လုံးဝ line နဲ့အရင်နဲ့ နောက်တစ်ချက်အမှအဓိကပါလဲဆိုတော့ဒီကောင်တွေက AK ရဲ့ဝင်ရင်းကိုတက်လို့တော့ရတယ်သို့တော့အမ်ဒီကောင်ကြီနောက်ဆုံးလုံးဝကျန်တဲ့အခါမှာဒီကောင်ရဲ့ဒီမောင်းဆွဲတံကဟိုမောင်းဆွဲတံကနောက်မှကျန်နေသူရဲ့ original ဘောက်နဲ့ဆိုလို့ရှိရင်ဒါပေမဲ့အဲ့ညံမှာ AK ဘောက်တို့ဘာလို့တက်လိုက်လို့ရှိရင်အဲ့လိုမဖြစ်တော့ကြီကုံသွားလဲမောင်းကရှိ့ကိုပြန်သွားဆိုတော့အစ်စ်ပြန်ဆွဲရတယ်သူ့ဘောက်နဲ့သူ original ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကကြီကုံသွားပြီဆိုရင်ဒီမောင်းဆွဲတံကတင်ပြန်လို့ဖို့လေးကနောက်မှပဲကျန်နေတယ်ကျန်နေတော့ကျွန်တော်တို့ကကြီအစ်စ်လဲမယ် အဲမဂဇင်းလဲပြီးတာနဲ့ဒီကောင်လေးကိုပြန်ပြီးတော့အသားလေးတင်ချချလိုက်လို့ရတယ်ဆိုတော့ဒါသူရဲ့ကိုပိုင်စတိုင်လေးပေါ့အဲ့တော့ဒီကောင်ကဒီမဂဇင်းပေါက်ကလည်းသူကိုပိုင်ဟန်ပဲ type 81ရဲ့ဒါသူတို့ရဲ့ဟိုတီးတန့်ဟန်လေးတွေဒါပေမဲ့ဒီ unit ကတော့ပြောင်းကားပေါ့ပြောင်းကားကတော့ဒါဟို AK နဲ့ AK ပုံစံလေးကိုသူယူထားတယ် AK ပုံစံအတိုင်းပေါ့နော်အဲ့တော့ AK နဲ့စင်တဲ့အပိုင်းတွေကဘာတွေလဲဆိုတော့ပြောင်းကားယူထားတယ်နောက်တစ်ချက်ကအဲနောက်တစ်ချက်ဟို AK နဲ့မတူတာတစ်ချက်ရှိသေးတယ်ဗျသူကဘာလဲဆိုတော့ဒီဘို့သွားတဲ့လမ်းကိုနည်းနည်းလေးရှည်ထားတယ် ရှည်တိုင်းအခါကျတော့ဒီကောင်ဘာဖြစ်သွားလဲဆိုတော့ AK ထဲတောင်နည်းနည်းလေးအားစားသလိုဖြစ်သွားတဲ့အချက်ကသူကတနက်ကတအားညင်သွားတယ် AK လောက်မခါတော့ AK ကကျတော့မောင်းနှွှွှေးတဲ့ရွေးချက်ကနည်းနည်းလေးတူတယ်တူတဲ့အခါကျတော့မောင်းကန်တဲ့အခါမှာဒီကောင်နည်းနည်းလေးဝင်ဖြစ်တယ်ဒီကောင်ကျတော့ဒီမောင်းနှွှွှေးချက်ကိုနည်းနည်းလေးရှည်ထားတဲ့အတွက်ကြောင့်သူကအဲ့ဟိုနည်းတနက်ကကျတော့တည်ငြိမ်မှုကကျတော့ပိုကောင်းတယ်နောက်တစ်ချက် AK ထက်မတူအောင်ထုတ်ထားတဲ့အခုကပြောင်းမယ်ပြောင်းရကြတော့ AK ထက်ကိုသူကတလက်မှပူထား တလက်မပူထားတဲ့ခါကျတော့ဘာအသာချက်ရှိသွားလဲဆိုတော့ပြောင်းထွက်တဲ့ကြီးစံဒီ bullet ပေါ့နော် bullet ကပြောင်းထွက်တဲ့အလင်ပေါ့ velocity တိုးသွားတယ်တိုးသွားတဲ့အတွက်ကြောင့်သူကကြီးအရေအတွက်နည်းနည်းပူပြီးတော့များလာတယ်နောက်တစ်ခါပြောင်းထွက်ရှင်အဲဟိုကြီးစုပေါ့ကြီးစုလေးလေးနည်းနည်းပူကောင်းလာတယ်ဒါသူတို့ပြောတဲ့ဟာအရာဆိုလို့ရှင်တော့ကြီးစုကမီတာ100အတွင်းမှာဆိုလို့ရှင်100တောင်းဆမ်းမယ်ဆိုလို့ရှင်90ရာခိုင်နှုန်းကကြီးစုဒီနှစ်လက်မှအတွင်းမှာဝင်တယ်ဆိုတော့ဒါကတော်တော်လေးကိုကြီးစုကောင်းနေလို့ပြောလို့ရတဲ့အချက်တွေမှာပါတယ် အဲလုံးဝ SKS နဲ့ပုံစံတူယူထားတာကတော့တင်မယ်တင်ရတော့ဒါ SKS တိုင်တိုင်းယူရတယ်ဒီကောင်းသနက်ဒီအလျားနေအစဒီပြောင်းထိတ်ကအစနေပြီးတော့ဟိုးနောက်သနက်တင်အဆုံးထိဒီအလျား38လက်မှရှိတယ်အဲ့ဒီပြင်ကောင်ကနောက်ထပ်ဒီ type 81-1ဆိုတဲ့မျိုးကွဲလေးတစ်မျိုးထုတ်ထုတ်ပေးတယ်အဲ့ဒီကောင်ကကျတော့ဒီကောင်ကကျတော့ဘာကွာွားလဲဆိုတော့ကျန်လာအားလုံးကအတူတူပဲနောက်ကဒင်မှာကျတော့သူကခောက်ထင်လေးနဲ့ခောက်နေလေးဆိုအဲ့ဒင်လေးကိုခောက်ထားမယ်ဆိုလို့ရှိရင်သူ့ရဲ့ပြောင်းဒီတနက်တစ်ခုလုံးရဲ့အလျားက 26လက်မှကြော်ကြော်ပဲရှိမှာပေါ့ဆိုတော့ဒါက type 81ရဲ့မျိုးခွဲပေါ့နောက်ထပ်မျိုးခွဲတွေလည်းရှိတော့ရှိပါသေးတယ်။ तू က license version နဲ့ခြားတွေကိုရောင်းတဲ့အခါကျရင် तू ကသူ့ရဲ့ပုံစံလေးတွေကိုနည်း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 လေးပြင်ပြလိုက်တဲ့မျိုးခွဲလေးတွေလည်းရှိတယ်။နောက်တစ်ချက်ကဒီကောင်းမှာဒီကောင်းရဲ့ gas block ဒီ gas အုံမှာပေါ့ selector လေး၃ခုပါလာတယ်။အဲ့ selector ၃ခုက तू ဘာလဲဆိုတော့ number 1ဆိုရင်ဒါပုံမှန်ပေါ့။ပုံမှန်ပုံမှန်တိုင်းရောင်းွေးထွက်မယ်။နံပါတ်2ဆိုလို့ရှိရင်ဘယ်အတွက်သုံးတာလဲဆိုတော့ကျွန်တော်တို့ဘုံပြစ်လောင်ချာလေးပေါ့ ဘုံမြလောင်ချာဆိုတော့ရန်ွေပြာရန်ွေအာပို့လို့တယ်ရန်ွေအာပို့လို့ရတဲ့နေရာမှာအဲနံပါတ်ဆလက်တာနေရာမှာနံပါတ်2ထားပြီးတယ်ပေါ့နံပါတ်3ကတော့ဒါ gas block ကိုလုံးဝပိတ်လိုက်တာအဲကောင်ဆိုနံပါတ်3ထားမယ်ဆိုလို့ရှိရင်မောင်းမပြန်တော့ပြင်ကျွန်တော်မောင်းပြန်တင်ပေးရမယ်ဒါကသူ့ရဲ့ဒီကောင်ရဲ့ type 81ရဲ့သူ့ရဲ့ဟိုနေ့အချက်လက်ကလေးတွေပေါ့နော်ဟုတ်ကဲ့ပြီးရင်တော့ဒီ type 81နဲ့ပတ်သက်တဲ့အားသာချက်အားနည်းချက်လေးတွေကိုကျွန်တော်ထပ်ပြီးတော့ဆွေးနွေးတင်ပြပေးဦးမှာဖြစ်ပါတယ်ဗျာ အခုဒီကောင်ရဲ့အာသာချက်အားနည်းချက်လေးတွေပေါ့အများကြီးတော့မရှိပါဘူးနည်းနည်းလေးကျွန်တော်ပြန်ပြောပြပါမယ်အာသာချက်အနေနဲ့အရင်စပြောမှာပေါ့အာသာချက်ကခုနကကျွန်တော်ပြောသလိုပဲကြည်စုပိုကောင်းလာတယ်ပြောင်းရှည်တဲ့အတွက်ကြောင့်ပြောင်းရဲ့ဒီဒီကြည်ထွက်တဲ့ velocity ပိုပြီးတော့ပြန်လာတယ်နောက်တစ်ခါကြည်တောင်းရင်ပိုထွက်လာတယ်အာသာအာသာချက်အနေနဲ့နောက်တစ်ခါမောင်းလုံးရွေးရွေးတဲ့လမ်းကဒီကောင်ကရှည်တဲ့အတွက်ကြောင့်သူကပိုပြီးတော့တည်ငြိမ်လာတယ်ဒီကောင်တော်တော်ငြိမ်နေတယ် ဒါသူ့ရဲ့အာသာချက်တွေပေါ့အားနေချက်အနေနဲ့ကတော့ဘာရှိတယ်ဆိုတော့နံပါတ်1ကမောင်းဆွဲတဲ့ကောင်ဒီကောင်ကတော့မောင်းဆွဲတဲ့ကောင်အလုံးဖြစ်တဲ့အတွက်ကြောင့်ဒီကောင်အဲမောင်းဆွဲရတာသိအားမပောင်ဟိုကောင်အပြားတွေလိုသိဟုတ်မှမဖြစ်ဘူးဒီကောင်မောင်းဆွဲတဲ့အလုံးဆိုတော့အဲ့ဒါအားနေချက်တစ်ခုရှိတယ်နောက်တစ်ချက်ကကြတော့ဒီဆလက်တာလေးပေါ့ဗျာ AK မှာဆိုရင်ဆလက်တာကကျွန်တော်လွယ်လွယ်ကူကူပဲဒီမှာလက်ညှိုးလေးနဲ့ထောက်ထောက်ထောက်ဆိုသူတင်လိုက်လို့ရတယ်။သူကကြတော့သူ့အတွက်ကိုတီးတန့်ဒီဘက်အချမ်းမှာသွားပြီးတော့ဒီဆလက်တာကနေပြီးတော့တစ်ချက်ချင်း အဲအတွဲလိုက်ပြစ်တာရဲ့တစ်ချက်ချင်းပြစ်တာရဲ့နောက်တစ်ခါ C ဆိုတော့အဲ့ဒါလေးကိုသွားပြီး select လုပ်ပြရပါတော့နော်ဆိုအဲ့ဒါတစ်ချက်အားနေချက်ရှိတယ်နောက်ထပ်အားနေချက်တစ်ချက်ကတော့ magazine box ကသူ့ရဲ့ magazine box ကိုပဲသူသုံးလို့ရတယ်ကျွန်တော်ကြံတဲ့ magazine box တွေသုံးလို့မရအောင်မရဘူးဆိုတာပြစ်လို့တော့ရတယ်ဒါပေမဲ့မောင်းကနောက်ဆုံးကြည်ကုန်တဲ့အချိန်မှာမောင်းကဟိုပုံမှန်လို run ဖြစ်မနေတော့ဘူးမောင်းကသွားပြီး close ဖြစ်နေမယ်ဆိုတော့အဲ့ဒါတွေကအားနေချက် နောက်ထပ်ဟိုကျွန်တော်အနေနဲ့ပေါ့ဒါကတော့ကျွန်တော်အနေနဲ့အားနေချက်တစ်ခုပါပါလဲဆိုတော့ဒီကောင်ကလျှားစီလူရာထက်နည်းနည်းလေးပူရှိတယ်ဗျရှိတဲ့ခါကျတော့ဒီချင်းမွေးမှာတော့ဟိုချင်းမွေးမှာအနီးကပ်ပေါ့ close combat တွေမှာဆိုရင်ဒီ rifle တွေကအရှိရှိတဲ့ကောင်တွေကတော်တော်လေးကိုခက်ခဲဖြစ်တယ်ပေါ့နီးကပ်တိုက်ပွဲပေါ့ close combat လုပ်တဲ့ခါကျရင်အဲ့ခါကျရင်အရှိထက်ကိုဟိုကာပိုင်တွေအတူတူရပို့ပြီးအားတာတယ်ဒါပေမဲ့ဒီကောင်တွေကကျတော့အဝေးပြစ်တဲ့နေရာမှာတော့ပို့ပြီးတော့ အားသာတယ်ဟိုးကျွန်တော်ဒူရီယာကွာဆစ်ပထမကွာဆစ်လောက်ကတိုက်ပွဲဖြစ်တယ်ဆိုတာတရားတော်တယောက်ကဂိုက်တဆောင်လောက်အကွာနဲ့ပြစ်ကြတာဆိုအဲ့ဒီအချိန်မှာကအဲ့ဒီအချိန်မှာတော့ဒီ rifle အရှိတရားတော်တာတကယ်ကိုအားသာခဲ့တာပဲတကယ်ကိုကောင်းခဲ့တယ်ဘာကြောင့်လဲဆိုတော့ဟိုကြီးစုအားကောင်းတယ်ပြောင်းရှိတဲ့အတွက်ကြောင့်ကြီးကြီးစုကောင်းတယ်နောက်တစ်ခါအဝေးကိုပြစ်မှတ်တိကျတယ်ပေါ့အော်ဒါမဲ့တကယ်အခုလို့ဒီဘက်ခစ်ခဲ့တိုက်ပွဲကြီးလို့မြို့သိမ်းတိုက်ပွဲကြီးအနီးကပ်ချိန်မုန်းရတဲ့ဟိုကိစ္စတွေမှာဆိုလို့ရှိရင်တော့ဒီကောင်တွေကဒါတိတ်ပြီးတော့ အဆင်မပြေဘူးပေါ့နော်ဒါအဲ့တော့ဒီကောင်ဒီကျွန်တော်အနေနဲ့ပြောရရင် recommend လုပ်ရရင်တော့ဒီကောင်ဒီကျွန်တော်ဒီ lounge ပေါ့အဝေးရနေပြီးတော့ပြစ်မဲ့ဒီပြစ်မှတ်တွေအတွက်တော့ဒီကောင်ကအသာပါတယ်ဒါပေမဲ့ဒီကောင် close combat အတွက်တော့သူ့ရဲ့အလျားကတော်တော်လေးကိုအဆင်မပြေနောက်အသာချက်တွေမှာနောက်တစ်ခုကဘာလဲဆိုတော့အသာချက်လေးတစ်ခုကျွန်တော်ကြံခဲ့ရဗျအဲ့ဒါကဘာလဲဆိုတော့ chain side ပေါ့ဒီကောင် chain side က AK ထက်ပိုတိကြတယ်နောက်တစ်ခါသူကတင်းငိမ်မှုလဲကောင်းတဲ့အခါကျတော့ဒီ chain side ကိုတော်တော်လေးကိုဟိုအာကူပြီးတော့ပြစ်လို့ရတယ်ပေါ့ ော့ဒါသူ့ရဲ့အသက်ရအားနည်းချက်လေးတွေပါပဲနောက်တစ်ချက်ကဟိုကျန်တာတော့ SKS နဲ့အသက်ချက်တွေကတော့ကျန်တဲ့အသက်ချက်တွေကတော့ SKS နဲ့ AK47 ရဲ့အတွင်းစိတ်ပိုင်းပုံစံနဲ့နည်းနည်းလေးဆင်တယ်ပေါ့ဗျာအတိအကျတော့မဆင်ဘူးအဲ့တော့ကြောင့်ဟိုကြည်ညက်တရားတွေဘာတွေကတော်တော်လေးကိုရှားပါတယ်အဲကြည်တော့အရင်ကြီးမညက်ဘူးဒါပေမဲ့လည်းဟိုအရင်ကြီးတော့အာကူအလောက်အောင်တော့တိတ်ပြီးတော့အရင်ကြီးတော့မကောင်းဘူးပေါ့နော်ဆိုတော့ဒါကသူ့ရဲ့ဝင်လေးပါနောက်တစ်ချက်ကနောက်ဆုံးချက်နေလေကျွန်တော်ဝင်ဖြစ်တာကသူကဘာလဲဆိုတော့ ားသာချက်တစ်ခုက AK နဲ့စာရင်ကြီပေါက်နဲ့ဒီဟိုနေ့ကဒီဒီခွင်းอ่ะဗောနော်တော်တော်ဝေးတယ်ဗျ AK ဆိုရင်တော်တော်လေးကတ်တယ်ဆိုတော့ AK ကတော့နည်းနည်းလေးလျားတူတယ်သူကကျတော့လျားကနည်းနည်းပူရှည်လာတယ်ရှည်လာတဲ့အတွက်ကြောင့်သူကအဲဒီနေရာမှာဒီဟို trigger ဗောနော် trigger gap ဗောအဲ့ trigger gap နဲ့ဒီဟိုနေ့ကတအားဟိုကွာွားတဲ့အတွက်ကြောင့်လွတ်လပ်လပ်ဟိုနေ့ဖြစ်လို့ရတယ်ဒါသူရဲ့အားသာချက်ထဲမှာလည်းတစ်ခုပါပါတယ်ဗျာ ဲ့တော့ဒီတစ်ဘက်ကတော့ဒါကျွန်တော်တို့ type AD1 လေးရဲ့တမိုင်းလေးတွေနောက်တစ်ခါသူ့ရဲ့ဖွဲ့စည်းပုံပေါ့တိဆောက်ပုံလေးတွေနောက်တစ်ခါသူ့ရဲ့အာသာချက်အားနည်းချက်လေးတို့ဒါကျွန်တော်သိသလောက်ပေါ့အဲလိုအပ်တာရှိခဲ့ရင်လေဟိုသိတဲ့လူတွေကကျွန်တော် comment ကနေပြန်ပြီးတော့ကျွန်တော်လည်းပြန်ပြီးတော့ sharing လေးလုပ်ပေးပါဦးလို့နောက်ပြီးတော့နောက်တစ်ဘက်တွေနောက်တစ်ဘက်တွေမှာအဲဘလို့လက်နက်မျိုးတွေပေါ့ဟိုပြန်ပြီးတော့ကျွန်တော်ပြန်ပြီးတော့ review လုပ်ပေးစီခြင်းလဲဆိုတာလေးလည်း comment လေးမှာရေးသွားပေးခဲ့ပါအောင်နောက်တစ်ချက်ကအခုကျွန်တော်ပြောရတဲ့ type 81နဲ့ပတ်သက်တဲ့အချက်လေးကိုဒါကျွန်တော်မြင်တဲ့အမြင်လေးတွေပေါ့ အာသာချက်ကောအာနေချက်ကမှကျွန်တော်မြင်တဲ့အမြင်လေးတွေကျွန်တော်မမြင်တဲ့အမြင်လေးတွေလည်းရှိနိုင်ပါတယ်ကျွန်တော်ဟိုတကယ်လက်တွေ့ကိုင်နေတဲ့ရဲဘော်တွေလည်းရှိတယ်အဲ့တော့အဲ့ရဲဘော်တွေအနေနဲ့ရဲဘော်တွေရဲ့အမြင်ပေါ့ဗျာဒီတိုက်81နဲ့ပတ်သက်ပြီးတော့တခြားကျွန်တော်ထပ်ဟိုပို့ပြီးတော့ဟိုတိရလေးတွေရှင်းနေတယ်ကျွန်တော်ပြန်ပြီးတော့ sharing လုပ်ပေးပါလို့ကျွန်တော်ဒီကနေ့ပဲတောင်းဆိုပါတယ်ပြီးတော့ကျွန်တော်တို့ရဲ့ဒီ Honor PDF ရဲ့ YouTube channel လေးကိုလည်း like and subscribe လေးလုပ်ပေးကြပါဦးနောက်တစ်ချက်က comment မှာလည်းဒီဟာနဲ့ပတ်သက်တဲ့အကြောင်းပေါ့တခြားသိချင်တာတွေရှိတဲ့ဟာရှိခဲ့လို့ရှိရင်လည်း comment ကနေပြီးတော့ကျွန်တော်ပြန်ပြီးတော့ reply လေးလုပ်ပေးကြပါလို့ပြောရင်းနှုတ်ခွန်းဆက်ပါတယ်ဗျာ